ငလျင်တန်းကြုံတွေ့လိုက်ရတဲ့နေရာတွေကိုကုညီဖို့အတွက်သိန်းတစ်ထောင်မတီလှူဒန်းသွားမဲ့ခိုင်နှင်းဝေအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆွလိုက်ပါတယ်။တဘာဝဘေးတွေကိုကြုံတွေ့နေရတဲ့မြန်မာနိုင်ငံမှာမလ28ရက်နေ့နေ့လယ်ကပြင်းထန်တဲ့ငလျင်တန်းကိုတနိုင်ငံလုံးခံစားလိုက်ရပါတယ်။ငလျင်ဟာသမိုင်းတစ်လျှောက်မှာပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့ပြီးအပြည့်အစုံဆုံးရှုံးတွေများသွားခဲ့တာပေါ့။ တပူပေါ်နှစ်ပူဆင့်သွားတဲ့မြန်မာနိုင်ငံကတော့ခက်ခဲနေတဲ့ကာလမှာငလျင်တန်းကိုလည်းခံစားနေရပါတယ်။ Brighter နဲ့ပတ်သက်လာရင်ဘယ်တော့မှလက်မနေတက်တဲ့ခိုင်နှင်းဝေကငလျင်တန်းကြောင့်ပျက်စီးသွားတဲ့နေရာတွေကိုကူညီဖို့အတွက်တိုင်းတထောင်မတီလှူဒန်းလိုက်ပါပြီ။ခိုင်နှင်းဝေဟာ Brighter လုတ်တွေထဲမှာထထဲဝင်ဝင်လှုပ်ဆောင်နေသူဖြစ်တာကြောင့်ငလျင်တန်းရဲ့နောက်ဆက်တွဲလိုအပ်တဲ့နေရာတွေကိုလှူဒန်းဖို့အတွက်တိုင်းတထောင်မတီလိုက်တာဖြစ်ပါတယ်။ ခိုင်နေဝေဟာဒုက္ခရောက်နေတဲ့ကလေးတွေကိုပဲကူညီနေတာမဟုတ်ဘဲလူသားချင်းစာနာစိတ်အပြည့်အဝရှိသူတယောက်ပေါ့လိုအပ်တဲ့နေရာတွေကိုရေးဖို့ကူညီမှာဖြစ်ပြီးခိုင်နေဝေနဲ့အတူခုနှစ်ရသားသမီးတွေရဲ့ကောင်းမွန်လှုပ်ဖြစ်ပါတယ်ခိုင်နေဝေဟာ2024ခုနှစ်စက်တင်ဘာလထဲမှာဖြစ်ခဲ့တဲ့ရေးဘေးမှာလည်းငွေရမတည်ပြီးတော့လှူဒန်းခဲ့ပါတယ်ပြည်ရင်းပြည်ပကလှူဒန်းတဲ့သူတွေနဲ့အတူခိုင်နေဝေကသိန်းပေါင်း3000ကျော်အလှူငွေရရှိခဲ့ပြီးလိုအပ်တဲ့နေရာတွေကိုကူညီနိုင်ခဲ့ရပါမြမသမိုင်းတခြားမှာအစွန်းဝါးဆုံးလို့ပြောလို့ရလောက်အောင်ပြင်းထန်တဲ့ငလျင်အကြောင်းမျိုးကြီးတွေမှာထိခိုက်ပြ ျက်စီးမှုတွေရှိသလုံးလူတွေလည်းကျွေလွင့်သွားရပါတယ်။အနေဝေကကဲဆယ်ရီတွေစတင်လို့ရအောင်တိုင်းတထောင်ကိုမတီလိုက်ပြီးဖြစ်ကသူနဲ့အတူအခြားလူရှင်တွေလည်းရှိလာခဲ့ပါတယ်။ခိုင်နင်းဝေကငွေတွေကိုအလေလွေးမရှိအောင်စီမံခန့်ခွဲပြီးတော့လွတ်တန်းတတ်သူဖြစ်တဲ့ပြင်ဘရိုက်တာကိုအပြင်းပန်းခံပြီးလုံနိုင်သူပေါင်းမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငန်းလျင်ကြောင့်စကိုင်းတရာဟောင်းကြီးလည်းပြိုကျသွားခဲ့ရပါတယ်။ဖျားကြီးလည်းထိခိုက်သွားခဲ့ရသလိုမန္တလေးတက္ကသိုလ်ကအဆောက်အဦလည်းမီးလောင်ခဲ့ရပါတယ်။ မန္တလေးမှာငလျင်တန်းကြောင့်အထက်မြင့်အဆောက်အဦတွေလည်းပျော်ကြခဲ့ရပြီးနောက်ဆက်တွဲဖြစ်မိဘကိုလည်းစိုးရိမ်နေရတာပေါ့ပျော်ကြနေတဲ့တိုက်တွေထဲမှာပိတ်မိနေသူတွေများစွာရှိနေကြောင်းသာမကစေယုံကြီးမှလည်းထိခိုက်ဒဏ်ရာရသူတွေနဲ့များပြားနေပါတယ် ြင်းထန်တဲ့ငလျင်ကြောင့်ပဲမန္တလေးကရှင်းအောင်လက်ရအမွေနှစ်တွေလည်းပြက်စီးသွားခဲ့ရတာပါမြန်မာနိုင်ငံကမြို့တော်တော်တော်များများမှာငလျင်တန်းကိုပြင်းပြင်းထန်ထန်ခန်းစားရပြီးကုညီကဲဆဲရွေ့ရွေ့လဲလိုအပ်နေပါတယ်။လက်ရှိမှာတော့ပိတ်မိနေတဲ့သူတွေကိုကဲဆဲနေရပြီးတချို့မိသားစုတွေကမိနစ်နဲ့ငယ်တွင်မှတင်ခွဲခွာသွားရပါတယ်။ငလျင်ဘေးကချိုးတင်ခံမန်းဖို့ခက်တာကြောင့်ငလျင်နောက်ဆက်တွဲသတိပေးချက်တွေလည်းမျက်ခြေမပြတ်ဖို့လိုအပ်နေပါတယ်။နောက်ဆက်တွဲငလျင်တွေလည်းဖြစ်နိုင်သေးတာကြောင့်တနိုင်ငံလုံးကသတိနဲ့နေထိုင်နေရတာပါ။ ခက်ခဲနေတဲ့မြန်မာနိုင်ငံမှာရေဘေးပြီးဆုံးသွားတာလပိုင်းနောက်သာရှိသေးပေမဲ့အခုတော့ငလျင်တန်းကလည်းဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့်ခိုင်နေဝေကတိန့်တထောင်မတည်ပြီးတော့လိုအပ်တဲ့နေရာတွေကိုအမြန်ဆုံးကူညီသွားမှာပါ။ မြန်မာနိုင်ငံမှာတဘာဝဘေးကြောင့်တခုခုလိုအပ်တိုင်းမှာခိုင်နှင်းဝယ်ကအများအားအဆင့်သင့်ရှိနေပါတယ်။အချင်းချင်းပြန်လဲဖေးမကူညီတက်တဲ့ခိုင်နှင်းဝယ်ရဲ့စိတ်ထားကိုပရိသတ်တွေကသာရုခွန်နေကြတာပါ။ခိုင်နှင်းဝယ်ဟာစွပစ်ခံကလေးငယ်တွေကိုကက်တင်တာအပြင်တဘာဝဘေးကြောင့်လိုအပ်နေသူတွေကိုလည်းကူညီတော့မှာပါ။မြန်မာနိုင်ငံလေဒုက္ခဘေးတွေအပေါင်းကနေလွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။ဒလင်တန်ကိုဘယ်မျိုးတွေမှာတိတိတသားကြုံလိုက်ရလဲဆိုတော့ comment မှာပြောပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။